အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတာကြီးအရှင်ဝိစိတ်တအေးတန်ထားတဲ့ရွှေစကားနှင့်ရွှေတရားဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဇသိမ့်ပိုင်းမာနအဋ္ဌိမာနလေးကြောင့်ပါပဲ။ကိုကအရှင်တွေ့ရတဲ့အတိုင်း သူကမှမခေါ်တာဆိုပြီးကိုပါမျက်နှာလွှဲလိုက်လို့လွှဲခဲ့ကြတာလေမာနကြောက်မှာပဲကိုကအရင်အလျှော်ပေးလိုက်ရင်ပြည့်ရတဲ့အတိုင်းသူတော်မှတင်းနေသေးတာပဲဆိုပြီးကိုပါခြေလိုက်လို့အနေမမိုက်တော့တာလေမာနကြောက်မှာပဲကိုကအရင်တောင်းပန်လိုက်ရင်ပြည့်ရတဲ့အတိုင်းသူအထင်သေးမှတွေးပြီးမီးနေခဲ့လို့ဝေးခဲ့ကြတာလေမာနကြောက်မှာပဲကိုကအရင်ခွင်လွှတ်လိုက်ရင် ပြည့်ရတဲ့အတိုင်း သူ့ကိုအရှုံးပေးရကြတယ်ဆိုပြီးခွင့်မလွတ်နိုင်လို့ဆွန့်လွှတ်လိုက်ရတာကလေမာနကြောင့်ပါပဲကိုကအရင် အောက်ကျလိုက်ရင် ပြည့်ရတာနဲ့မရှိမှန်တော့အထိမခံဘူးဆိုပြီးအောက်မကျနိုင်လို့နောက်ပုတ်ခံလိုက်ရတာလေမာနကြောင့်ပါပဲအရင်စတော့စာခန့်နေရရဲ့မာထန်နေရရဲ့ငါခန့်နေရရဲ့တွေကြောင့်ပါပဲတတိမပါတော့အရှိကိုငါထင် မာနတွေအခါခါဝင်ရင် နာကျင်ခြင်းတွေနဲ့ခရီးဆက်မပြီးပြတ်နိုင်တဲ့တန်တေဟာအဖန်ဖန်နာဖို့ပဲရှိတော့တာပေါ့ကိုလျှော့ရတာနဲ့သူမလျှော့တာကတော့သူ့အပိုင်းကိုမရိုင်းဖို့ကတော့ကိုတောင်းဝင်ပဲလေတည်ကြတာကတော့ကိုလျှော့ရင် ကိုပေါ့တယ်ဆိုတာပဲမဟုတ်လားလျှော့ရမှာကမာနကြီးရမှာကသဘောထားတည်ရမှာကသစ္စာတရားပွားရမှာကမေတ္တာတရားလက်ကင်ထားရမှာကတတိတရားအားလုံးက ညှိသွားရမှာပဲမဟုတ်လားရေအပြည့်ရှိတဲ့ဖန်ကွက်ထဲကို စားတစွန်းလောက်ထည့်လိုက်ရင်အဲ့ဒီရေကအရန်ငန်သွားမှာဖြစ်ပေမယ့်ရေအပြည့်ရှိနေတဲ့ရေကန်ကြီးတွေကို စားတစွန်းလောက်ထည့်လိုက်ရင်တော့အဲ့ဒီရေကအငန်ရတာပြောင်းသွားเสียရမရှိပါဘူးဒါကအနေအမြ၊ကွဲပြားခြင်းတဘာဝပါပဲအဲ့ဒီလိုပါပဲကုသိုလ်ကောင်းမှုနည်းနေရင်အကုသိုလ်ကံကြောင့်ဘဝဆောင်းသွားနိုင်ပေမယ့်ကုသိုလ်ကံအားကြီးနေရင်တော့ ရေကန်သေးကိုစတစုံထည့်လိုက်သလိုအကုတုကံရဲ့တက်ရောက်မှုဟာအာနေသွားမှာအမှန်ပါပဲဘဝမှာကံစားတာစံထတဲ့အချိန်ရှိသလိုကံစားတာ နွမ်းလျရတဲ့အချိန်လည်းရှိတတ်တယ်။သိကံကောင်းနေလို့လေတတိလက်လွတ်ဖြစ်လို့မရဘူး။ကောင်းနေတဲ့အချိန်လေးတည်မသွားအောင်မိစာလေးတွေစီလေးတွေအဆက်မပြတ်ထည့်ပေးနေရမယ်။သိကံဆိုနေတဲ့အချိန်ကတော့ကုသိုလ်နဲ့ အပြုဖို့ကလွယ်ပြီး တခြားမရှိဘူးဆိုးလေ ကိုးလေ ဖြစ်နေရမယ်ဒုက္ခဆိုးလေဗုဒ္ဓကိုးလေ ဖြစ်နေရမယ်ဗုဒ္ဓကိုးခွေရင်မုတ်ချတကိုးကြွယ်မယ်ဒုက္ခအဆိုးခွေမယ်ဒါကြောင့်ဘဝကံကြမ္မာအနေအမြင့်တွေကြမှာ ကုတုရေတွေသာအပြည့်ဖြစ်ထားရင်အကုတုစာလေတစွန်းလောက်က ရေကို ဖောက်နိုင်စရာအကြောင်းကို မရှိဘူးကံစားတာ အလှည့်ပြောင်းမှာအဆိုးတန်ကြောင့် ဘဝဆောင်းသွားစရာအကြောင်းမရှိတဲ့အတွက်အာကိုရာအမဲကုတုကံကိုသာရနိုင်သည်မကြိုးစားယူဖို့ပဲဖြစ်ပါတယ်ဘဝမှာကိုယ့်အပေါ်ပုံစံပြောင်းသွားတဲ့သူတွေနဲ့လည်းကြုံရမှာပဲဒီအတွက်သိခံစားစရာတော့မရှိဘူးဒါဟာလူဘဝပါပဲကိုယ်စိတ်တောင်မှပြောင်းသေးတာမဟုတ်လားကိုကိုယ်တိုင်လည်းစိတ်ခက်မသိတဲ့အခါပြောင်းသေးတာပဲလေအချက်တွေအမုန်းတွေရှိနေသေးတယ်များတော့ စိတ်ချက်တွေလည်းပြောင်းနေကြအောင်မှာပါပဲလူတွေဟာလူတစ်မျိုးမလူတစ်မျိုးပဲဆိုတာကိုယ်စိတ်နဲ့ရှင်ပြီးစင်ကြင်ကြည့်လိုက်ပါကိုကိုယ်တိုင်လည်းလူတစ်မျိုးမလူတစ်မျိုးဖြစ်နေတာပဲမဟုတ်လားတကယ်တော့ကိုယ်ပဲမဟုတ်ဘူးဘုဒ္ဓဆင်မံတဲ့မြတ်စိတ်ချက်တွေက ပြောင်းနေကြမှာအမှန်ပဲယုံကြည်မှုမခိုင်သေးတဲ့ဘုဒ္ဓဆင်တွေရဲ့စိတ်ဆိုတာကျန်တဲ့သူတွေအပေါ်ခဏထားဖရာတရားတန်ခါ မိဘဆရာသမားတွေအပေါ်မှာတော့စိတ်ပြောင်းစိတ်ကွက်ကြသေးရပဲလေကို့အပေါ်စိတ်ပြောင်းသွားတာဗာဆိုင်နေပေါ့ဖြည့်တက်မယ်ဆိုရင်သူ့ပြောင်းသွားတာသူ့ကောင်းစားဖို့ဖြစ်နိုင်တာပဲလေသူ့ပြစ်ခတ်သွားတာကလည်းကို့အပြစ်အနာမများဖို့လည်းဖြစ်နိုင်တာပဲပထမတော့နဲ့ကြည့်ရင်ရှိနေတော့မှာယေရှုပြုတာဟာ အထီးပစ္စည်းနဲ့ယေရှုပြုတာဖြစ်တယ်လို့မရှိတော့မှယေရှုများတယ်ဆိုရင်ဒါဟာ ှစ်ထိပ်ပစ္စည်းနဲ့ကျေစုပြုတဲ့သဘောပဲ။ဒါကြောင့်ပြောင်းကျင်သူတွေပြောင်းကြပါစေ။အကြောင်းရှိလို့ပဲသဘောထားလိုက်။ဘာမှလိုက်ခံစားနေဖို့မရှိဘူး။ကိုယ်လည်းပြောင်းနေတာပဲဟာ။သူပြောင်းတာပဲမကြည့်နဲ့။ကိုယ်စိတ်နဲ့ကိုယ်ကိုယ်လည်းအချိန်တိုင်းပြောင်းနေရဆိုတာမမိနဲ့လေ။ကိုယ်ခံစားရတာသူတိပါမလားလို့တွေးမနေနဲ့။တိကြတယ်မသိဘူး။စိတ်လည်းမဝင်စားဘူး။လူဆိုတဲ့တတ္တဝါက ကိုအရေးပဲကိုစိတ်ဝင်စားတတ်တယ်။သူများအရေးစိတ်ဝင်စားတယ်ဆိုရင်လေကိုအရေးနဲ့ဆက်ဆက်နေလို့ပဲ။တိတယ်ဆိုတော့ကိုခံစားတာသူခံစားရတာမဟုတ်တဲ့အတွက်ဒီလောက်ကြီးနားလည်နိုင်မှာမဟုတ်ဘူး။ထက်တူခံစားပေးနိုင်မှာလည်းမဟုတ်ဘူး။ဒီတော့ကိုဝေဒနာကိုအဖြစ်ရှာဖို့ပဲရှိရဲ့။ကိုခံစားချက် ကိုပဲခြေဖြတ်ရမယ်။ကိုဝေဒနာအတွက်သူ့ကိုထက်တွက်နေရင်ခံစားချက်ကမလျော့ပဲ။ ထတ်တိုးနေတတ်တယ်။မျော်လင့်နေမိတာကိုက ကို့မှာပဲလေ။ဝေဒနာထတ်တိုးတယ်ဆိုတာကလည်းအဲ့ဒီမျော်လင့်စိတ်ချောင်းပဲ။ဒီစိတ်ကိုရှော့ချလိုက်တာနဲ့ကို့ခံစားချက်ကအလိုလိုတက်တာသွားတော့တယ်။လက်တွေ့လျှော့နိုင်အောင်ကြိုးစားရမှာပေါ့။စုလိုတာက ကိုယ်ပြဿနာ ကိုယ်ဖြင့်ရှင်းထပ်ဖို့ပါပဲကိုယ်ခံစားချက်ကို ကိုယ်တိုင်းပဲရှင်းချကြည့်ဖို့ပါပဲငါ့ကိုပြစ်ထားတယ်ဆိုတော့အဲ့ဒီအတွေ့အကြုံက ကိုယ်စိတ်ကိုလေးစေတာခံစားစေတာဖြစ်တဲ့အတွက်အဲ့ဒီစိတ်အတွေးကို အရင်ပေးဖယ်ကြည့်ဖို့ပါပဲဘယ်သူမှမရှိလဲဖြစ်တယ်ဆိုတော့စိတ်ခွန်အားတိုးအောင်စူးစမ်းကြည့်ဖို့ပါပဲဘဝခရီးသားအတူလျှောက်လို့ရပေမယ့်တန်တရာခီးကတော့ကိုယ်လန်းကိုလျှောက်ရမှာမဟုတ်လားတအားကြီးမတွေးနဲ့တအားကြီးလေးနေလိမ့်မယ်အများကြီးမမျောနဲ့အများကြီးချော်နေလိမ့်မယ်အကြကြီးမကန်စားနဲ့ဘဝခရီးအမှန်တွားရအောင်မယ် လူတွေကိုဒုက္ခပေးနေတာစကားလုံးလေးနှလုံးကပါပဲချစ်ချင်းနဲ့မုံချင်းဒါလေးတွေနဲ့ပဲဘဝချို့ချို့ဘဝခါခါအားရှိတဲ့အခါလည်းရှိ အမားကြည့်တဲ့အခါလည်းကြည့်တွေ့တာမှုရဲ့တင်ကြတာချစ်ချင်းမုံချင်းနဲ့အစခဲ့ကြတဲ့ဘဝတွေဟာအချစ်နဲ့တွေ့တော့ဘဝကချို့တင်အောင်ရှိပေမဲ့အမုန်းနဲ့တွေ့တော့ဘဝတွေကခါနေကြပြန်တယ်လက်မှာဝတ်ထားတဲ့လက်ကောက်ကလေးကသူ့တခွင်ထဲဝတ်ထားရင်တော့ ပါအတန်းမှမထွက်လာပေမယ့်နှစ်ကွင်းသုံးကွင်းစသဖြင့်ပေါင်းပြီးဝေးလိုက်ရင်တော့လက်ကောက်ချင်းပွတိုက်တဲ့အတန်းလေးတွေကထွက်လာတာပေါ့ဒီလိုပါပဲဘဝမှာကိုယ့်ဘာသာကိုယ်တယောက်တည်းရှိနေချိန်မှာပါအနာဖွဲ့တန်ရောစင်မှ ရှိမလာပေမယ့်ဘဝလက်တွဲဖို့ရှိလာတဲ့အခါပြီးတော့သားမရတွေပါတယောက်ပြီးတယောက်ထက်တိုးလာတဲ့အခါမှာတော့ချစ်ချင်းမုံချင်းတန်ရောစင်ရဲ့ပွတိုက်တန်တွေက ထွက်ပေါ်လာတော့တာပဲပေါ့ တယောက်ထဲနေတာတော့ဟိုပစ္စည်းဒီပစ္စည်းတွေ့တာနေကြတာနောက်ထပ်ဟိုလူဒီလူတွေ့တာစရာတန်ဩစဉ်တွေပါထပ်တိုးလာတော့လက်ကောက်တွေပွတိုက်တယ်လို့အတန်တွေကတော့စူညံအောင်မှာပေါ့ချစ်လို့တွေ့တာရတဲ့အပူမုံလို့ဖြစ်ရတဲ့အနာအဖွဲဒါတွေနဲ့ပဲဘဝကရုံမထွက်နိုင်ကြတော့တာပဲလေပါပဲဖြစ်ဖြစ်အပီးပြက်မယုံထွက်နိုင်သေးရင်တော့မှရှော့ချကြဖို့ပါပဲချစ်လို့ဘူးရင်အချစ်ကိုရှော့ မုံလို့ဖူးရင်အမုံကိုလျှော့လုံးဝမလျှော့နိုင်ရင်တော့လုံးဝပေါ့မှာမဟုတ်ဘူးပြော့ပြော့လေးနဲ့နေနေတာလေအချစ်ဆိုတဲ့စကားလေးပါပဲမမာလေးနဲ့ထန်နေတာလေအမုံဆိုတဲ့စကားလေးပါပဲဒါလေးပဲလျှော့နိုင်ရင်တေချပေါ့နေရထိုင်ရပေါ့ပါနေမှာပဲပေါ့ဟုတ်တိုက်တန်တွေရဲ့ဆူညံမှုတွေနေအောင်ဆိုရင်တော့ဝတ်ထားတာတွေလျှော့ရမှာပေါ့ နှစ်တွေကိုတည်လာတော့အချက်တွေကိုမတိမသာလျှော့လာဖြစ်ခဲ့တယ်။တည်ရင်ကိုယ်နောက်ကိုဘာမှမပါဘူးဆိုတာတကယ်တည်လာတော့ဘာမှအထာကြီးလုပ်စရာမလိုဘူးဆိုတာစင်ကြင်လာမိရဲ့။ကိုအားရှိနေလို့သူ့အနာရှိနေတာကိုတတိပြုမိနေရင်သူ့ထားရခဲ့မှာကိုလည်းကိုအားမပြတ်တော့ဘူး။သူ့မရှိတာဟာကိုအထင်နာဖို့မှမဟုတ်တာ။ကိုတည်စရာတွေလုပ်ဖို့ပဲမဟုတ်လား။ဟုတ်တယ်။ဘဝရဲ့အနှစ်သာရဆိုတာ အချက်မှမဟုတ်တာသစ္စာနဲ့မေတ္တာတရားပါပဲသစ္စာတွေရှိနေကြမယ်မေတ္တာတွေရှိနေကြမယ်ဆိုရင်ချစ်တာဟာသိစရာတော့မလိုဘူးပေါ့အချက်ရဲ့သဘောကငယ်တုန်းအချိန်မှသာတတော်တော်နဲ့အမော်တကောဖြစ်နေကြပြီမြင်အနှစ်သာရကိုတည်လာတဲ့အခါမှာတော့အချက်ရောလာလို့လေအစ်စ်တွေကပေါ့မသွားပါဘူးလေတန်တရားနဲ့ရှင်ရင်အရာရာဟာထားခဲ့ရမှာပဲမဟုတ်လားရှိနေလို့လေ မြောက်ကျွားစရာမလိုသလိုမရှိလို့လေအောက်သွားစရာမရှိပါဘူး။ဟောက်စားခြင်းနဲ့စိတ်ရှိရင်တော့အောက်သွားဖို့လေဖြစ်ရင်ဖြစ်သွားမှာပေါ့။ကိုကိုကိုတော့အထာကြီးနဲ့ဆရာကြီးမလုံးမီဖို့ပဲကြိုးစားရမှာပေါ့။လူဆိုတဲ့တတ္တဝါကလောကရန်တရားတွေနောက်ကို လိုက်တတ်သလိုလောကရန်တွေကလည်းလူတွေနောက်ကို ပြန်လိုက်နေတတ်တယ်။တည်တင်က အရှိတရားနောက်ကို ကိုက လိုက်နေခြင်းနဲ့မရှိတရားကကိုနောက်ကိုပြန်လိုက်နေတော့တာ။ ကိုမှယာဒုထာနေတရဂုံပကတနာတွေအာရှိနေ ကို့အနာမှာသူတို့သူတို့တွေရှိနေကြမှာပဲကို့အာမရှိတဲ့တနည်းသူတို့လည်းအနာမရှိတော့တဲ့နေပေါ့ဘသူအနာမရှိရှိ ကို့မှာတရားရှိနေဖို့ပါပဲတရားရှိရင်အမှားမရှိဘူးအမှားမရှိရင်အများမရှိလေအာရှိနေမှာပဲပေါ့ကို့ကိုနှိမ့်ဆက်နေတာကို့အတွေ့ကနှိမ့်ဆက်နေတာပါ မလိုအပ်တဲ့အတွေ့တွေပါမဟုတ်တဲ့ကိစ္စတွေမှာလိုက်ခံစားနေတဲ့အတွေ့တွေကကိုယ့်ကိုပင်ပန်းစေတာပါဘသူကဘလို့ပြောလို့ဘလို့ဆက်ဆံလို့ဆိုတဲ့အမြင်မကြည်တဲ့အတွေ့တွေလည်းကိုယ်စိတ်ကိုလေးလံခံစားစေတာပါပဲမလေးစီခြင်းရင်တော့မတွေးနဲ့ပေါ့လူတော်များများကကောင်းတဲ့အတွေ့တွေဒါတွေးဖို့ခက်တာဆိုးတဲ့အတွေ့ကြတော့ခေါင်းထဲကတော့ထုတ်မရအောင် ထုတ်မပြစ်ကြဘူးလေ မကျေနပ်တဲ့စိတ်နဲ့မကျေနပ်ချက်တွေကိုပဲလိုက်တွေးနေမိရင်အဲ့ဒီအတွေ့ကပဲကိုယ့်ကိုပူလောင်စေတော့တာမဟုတ်လားခဏခဏပေါ်လာတဲ့အဲ့ဒီအတွေ့ကိုခက်မြန်မြန်မထုတ်နိုင်လို့ကတော့မလုံနိုင်အောင် ခံစားစေတော့တာပဲတလောကအတိတ်ကံမတယောက်လာတောင်းမှန်တယ်သူပြောခဲ့တဲ့စကားပေါ်ဝင်မယူဖို့အကြောင်းသူ့မှာ ငါဆရာတော်ဘုရားကိုမပြောတင်တဲ့စကားကိုပြောမိသွားပြီဆိုတော့အဲ့ဒီအတွေ့နဲ့အိတ်မပြောဖြစ်တာတော်တော်လေးခံစားရကြောင်းလျှောက်ထားတောင်းပန်ပါလေကို့အနေနဲ့ကတော့သူဘာပြောသွားမှန်းတော့မသိခဲ့ပါဘူးသူပြောခဲ့တဲ့နာကျင်စရာစကားဆိုတာကိုလည်းအကြာကြီးကောင်းထဲမှာထားပြီးခံစားတတ်တဲ့အချက်မရှိတော့ကို့ဘက်ကတော့အေးစီလေးပါပဲဒါပေမဲ့သူကတော့သူ့အတွေ့နဲ့သူလေးနေမှာတော့အမှန်ပေါ့အရေးကြီးတာကအဲ့ဒီအတွေ့တွေနဲ့ ဘေးမဖြစ်ဖို့ပါပဲအတိတ်ကိုတွေးပြီးမဆွေးဖို့နဲ့အနာဂတ်ကိုတွေးပြီးမငေးဖို့လိုပါတယ်ဖြစ်ပြီးသည်များအပြစ်ကြီးရနေလို့ဘယ်ဖြစ်မလဲပေါ့စကက်လုံးကို စကက်လုံးလိုပဲတည်ထားလိုက်ခံစားမမိစေနဲ့သူ့အမှုအရာ သူ့အပိုင်းလိုပဲခံယူကိုအပူဖြစ်အောင်မယူမိစေနဲ့သူ့အပြောအဆို အပြုအမူတွေနဲ့ပတ်သက်ပြီးအကျိုးမရှိရင် မတွေးနဲ့ပေါ်လာရင်လည်း တခြားအယုံတစ်ခုခုနဲ့မြင်မြန်ဖြောက်ဒါမှ အမှန်ရောက်မှာပေါ့အတွေးမှောက်ရင်ဘေးရောက်တတ်တယ်အတွေးဖြောက်မှအရေးရောက်မှမမိပါနဲ့ဘဝမှာအခက်အခဲတွေဘလောက်ပဲကြုံကြုံအခိုက်တန့်ပဲဆိုတဲ့အချက်ကိုမမိပါနဲ့အခက်အခဲဆိုတာတသက်တွဲနေတာမှမဟုတ်တာ မတုံမလောက်ရင်ဆိုင်နိုင်ဖို့ကအဓိကပဲတည်ကျင်လောက်အောင်ဖြစ်နေတဲ့အခက်အခဲဆိုလေရင်ဆိုင်ရမှာပဲ။ တည်လိုက်လို့လည်းပြီးသွားမှာမဟုတ်ဘူးတည်ရင်ပြက်ပြီလို့ထင်ရပေမဲ့တန်တရားကတော့ပြက်မှာမမဟုတ်တာအခက်အခဲကိုကြော်လွှားနိုင်ဖို့ဆိုရင်စိတ်တက်ခိုင်မာဖို့လိုတယ်တုံလောက်ခင်စားနေတဲ့စိတ်ကအသေးအဖွဲအခက်ခဲလေးကိုတော့ရင်ဆိုင်နိုင်ဖို့မလွယ်ဘူးရင်မဆိုင်နိုင်ရင်ကြော်လွှားဖို့လည်းမဖြစ်နိုင်မကြော်လွှားနိုင်ရင်အခက်ခဲကကိုယ့်ကိုအနိုင်ယူသွားမှာပဲအခက်ခဲကအခက်ခဲကိုပို့ပြီးတိုးစီမှာပဲ အဲ့ဒါဆိုရင်ကိုယ်စိတ်ကပို့ပြီး အကြပိုင်းကိုရောက်သွားစေတော့တာပဲဘယ်လို့မဆိုဘယ်ကိစ္စမဆိုအစမှာတော့အခက်ခဲဆိုတာရှိနေမှာပဲလုံနေရင်းနဲ့လေအခက်ခဲဆိုတာကြုံနေရမှာပဲဘဝဆိုတာမွေးလာကလေးကအခက်ခဲနဲ့မွေးလာရတာပါလူလောကရောက်တော့လေကလေးဘဝတွေကအခက်ခဲတွေနဲ့ကြီးစကြရတာပါပဲမွေးကင်းစာကလေးဘဝထိုင်ဖို့လဲခက်ခဲရက်ဖို့လဲခက်ခဲ စားဖို့လည်းခက်ခဲလမ်းလျှောက်ဖို့လည်းခက်ခဲနေတာပဲလေတဖြည်းဖြည်းနဲ့လေ့ကျင့်ရင်းနဲ့ပဲဒီအခက်ခဲတွေကိုကျော်လွှမ်းလာကြတာပဲမဟုတ်လားအရေးကြီးဆုံးကအလေးအကျင့်တွေမကျဖို့ပါပဲလေးသွားရင်ပြန်ထကျသွားရင်ပြန်တက်ရှုံးသွားရင်ပြန်ယုံအပြုံးမပြတ်ရှေ့ဆက်ဖို့ပါပဲဘလောက်ခက်ခဲတဲ့ကိစ္စဖြစ်ပါစေအဖြေကတော့ရှိနေတာပါပဲအချိန်တန်တော့လေပြီးသွားတာပါပဲအခက်ခဲကြမှာပြန်ရခက်ပြီး မမှားဖို့ပဲလိုပါတယ်။ကိစ္စတိုင်းမှာအကြောင်းအကျိုးဆိုတာရှိနေတာပါပဲ။အခက်အခဲဆိုတာအကျိုးတက်ရောက်မှုတစ်ခုပဲ။သူ့ရဲ့အကြောင်းတရားကိုဆင်ခြင်ပြင်ဆင်တင်တာပြင်ဆင်နိုင်ရင်နောက်ထပ်ဖြစ်လာမယ့်အကျိုးတက်ရောက်မှုကအကောင်ဘက်ကိုရောက်လာမှာပဲပေါ့။ဗုဒ္ဓအစုံအမတိလတမာတိပညာဒီ၃ပါးဟန်ချက်ညီအောင်သာကြိုးစားအခက်အခဲဆိုတာအစ်စီလေးပဲကြော်သွားမှအမှန်ပဲပေါ့။ လောဘပူတော့စိတ်ကယူတယ်ဒေါသများတော့စိတ်ကခါတယ်မောဟမွေတော့စိတ်ကတွေ့တယ်မာနခံတော့စိတ်ကထန်တယ်အိတ်တာထားတော့အိတ်ဆရာရှားတယ်မစ္စရိယရှိတော့ရှိသည်များညိတယ်အရင်စတော့ကိုယ်စိတ်ကိုဒုက္ခပေးတာကိလေသာတရားတွေပါပဲလောဘတွေအကြီးလာရင်ယူရောင်သွားနိုင်တယ်လူချင်းမှုနဲ့တတ်မှတ်မှုလောဘလူကိုအယူအမှုဖြစ်စေတယ် လူယူတာထက်စိတ်ယူတာပေါ့ဒေါသတရားများလာတဲ့အခါစိတ်တွေပါခါလာတတ်တယ်ဒေါသစိတ်တွေ မချို့ပါဘူးအခါတွေနဲ့အမှားတွေပဲဖြစ်စီရဲ့ပေါ့မောဟကလည်းအမှွေပါပဲအပြစ်အာရုံကမောဟကမှွေလို့ဖြစ်တာပါ မောဟမှွေတော့စိတ်ကတွေ့ဝေရပေါ့စိတ်ကတွေ့ဝေလာရင်ကုသိုလ်အကုသိုလ်လည်းမကွဲတော့ဘူးပေါ့မာနအခံက လူကိုခတ်တန့်စေတယ်စိတ်ကိုထောင်လွှားစေတယ် အယုအသေးမပေးခြင်းဟုနှိမ်ချရမှာဝန်လေးတယ်တိတိကြီးနဲ့ဝန်မခံနိုင်ဘူးထောင်လွှားပါများတော့မနှိမ်ချဖြစ်တော့ဘူးပေါ့ဣဒ္ဓါကကိုယ်စိတ်ကိုနှိမ့်တာများတယ်မနာလိုတဲ့စိတ်ကဟန်တော်မဆောင်နိုင်ဘူးကိုတက်တာတဲ့သူတွေပေါ်မှာမုဒိတာမပွားနိုင်လို့ဖြစ်တဲ့စိတ်ကကိုယ်ကိုအရင်ပူလောင်စေပြီးပူလောင်မှုကအိမ်မရတဲ့အထိ ဖြစ်တော်တာပါပဲဣဒ္ဓါများတော့အိယာတဲ့ရောက်နေတာတော့အိဆရာကရှားနေတော့ပါပေါ့ မစ္စရိယကရှိသမျှကိုညှိစေတယ်။ကိုယ့်ရဲ့မရှိမဲ့ရှိမဲ့အရာတွေမှာညှိနေတဲ့သဘောပဲ။ဝန်တုံနေတဲ့စိတ်က သူများရသွားမှာသူများတွေ့သွားမှာသူများတာသွားမှာမလို့ခြင်းဘူးမရစေခြင်းဘူးဒီစိတ်ကလည်းကိုယ့်အနေကိုစိတ်မချနိုင်အောင်ပူလောင်စေတာပါပဲ။ဒီတော့အဖြေကရှင်းပါတယ်။စိတ်မညစ်ရင် ကိုယ့်စိတ်ကိုကိလေသာတွေနဲ့ဒုက္ခမဖြစ်စေနဲ့ပေါ့။ ဖြစ်လာရင်လည်းအကြကြီးမဖြစ်စင်နဲ့ပေါ့အကြကြီးမဖြစ်ဖို့ကတော့တတိနဲ့ညှိပေါ့တတိလေးထားပြီးဖယ်ပေါ့တတိလေးကတ်နိုင်ဖို့ကတော့တရားများများမှတ်ရမှာပေါ့တရားမှတ်တယ်ဆိုတာသိအောင်လုပ်တာပဲလीအသက်ရှူလဲသိပြီးရှူလမ်းလျှောက်လဲသိပြီးလျှောက်စကားပြောလဲသိပြီးပြောစသဖြင့်လှုပ်ရှားမှုတိုင်းမှာသိနေရင်အဲ့ဒါတရားပဲအပမဒိနတမ္မာဒိဋ္ဌတတိမလွတ်ကြစေနဲ့ပေါ့ ူလောင်နေတာလည်းမပြောနဲ့ကိုကိုယ်တိုင်ကမလွတ်ချနိုင်တာခံစားနေရတာလည်းမပြောနဲ့ကိုကိုယ်တိုင်ကမှမမီးပြောင်နိုင်တာတင်းကျပ်နေရလည်းမပြောနဲ့ကိုကိုယ်တိုင်ကမှမလျှော့ချနိုင်တာအိမ်မရတာလည်းမပြောနဲ့ကိုကိုယ်တိုင်ကမှစိတ်မချနိုင်တာအပြစ်ဖြစ်နေရလည်းမပြောနဲ့ကိုကိုယ်တိုင်ကမှ ခွင့်မလွတ်နိုင်တာမေတ္တာမရှိရလည်းမပြောနဲ့ကိုကိုယ်တိုင်ကမှတစ္ဆာမရှိရအရင်စတော့ကိုတာပဌာနာ ကိုပေါ်ရပါပဲပူလောင်ခြင်းခံစားခြင်းမောချက်ခြင်းစတာတွေဟာကိုကိုကို မပြုတ်ပြင်နိုင်လို့ပါပဲကိုကိုကိုမလျှော့ချနိုင်လို့ပါပဲကိုစိတ်ကိုမထိန်သိမ့်နိုင်လို့ပါပဲကိုလျှော့ရတဲ့နဲ့မပေါ့ဘူးဆိုတာကိုဘက်ကတကယ်မလျှော့နိုင်လို့ပါပဲငါပဲလျှော့နေရတာပဲသူ့ဘက်ကမလျှော့ဘူးဆိုတဲ့အတွေ့အကြုံကကိုကိုခံစားစေတာပါပဲအဲ့ဒါလေးပါ အရှင်းလျှော့နိုင်ရင်တော့ ူဘက်ကလျှော့လျှော့မလျှော့လျှော့ကိုဘက်ကတော့ပေါ့နေမှာအမှန်ပါပဲကိုစိတ်ကိုပြုပြင်နေတဲ့အပိုင်းကိုကိုကိုတက်တာအောင်ကြိုးစားနေတဲ့အပိုင်းမှာနိုင်တာရှုံးတာတွေကိုခေါင်းထဲထည့်ပြီးခံစားနေဖို့မရှိဘူးအနိုင်အရှုံးပြိုင်နေတာမှမဟုတ်တာကိုခံစားချက်ကိုရော့အောင်ရေးထိုင်နေတာဖြစ်တဲ့အတွက်သူများဘက်ကမကြည့်နဲ့ကိုဘက်ပဲကိုကြိုးစားရင် ကိုစိတ်ကလေးကတကိုးထွက်လာမှာပဲ။ အလွဲတွေလည်းမတွေးနဲ့အမြဲတစေလည်းမဆွေးနဲ့အတွေးနဲ့အေးစီတယ်ဆိုတာလောကမှာမရှိဘူးအတွေးကိုလျှော့မှအဆွေးရပေါ့မှာလေမလိုတာတွေမတွေးနဲ့ပေါ့ဖြစ်ပြီးတာတွေလည်းမဆွေးနဲ့ပေါ့ကုသိုလ်ဖြစ်အောင်တွေးနိုင်ရင်ကိုယ်စိတ်ကလေးကအေးနေမှာပဲကုသိုလ်မဖြစ်တောင်မှအကုသိုလ်တွေနဲ့တော့မနစ်စင်နဲ့ပေါ့အကောင်ဆုံးကတော့တိတ်လေးလာရင်လွတ်ချနိုင်တဲ့အလေချင်းကအကောင်ဆုံးပါပဲ။ မနာလိုစိတ်များတဲ့သူက မုဒိတာမပွားနိုင်ဘူးဝန်တိုစိတ်များတဲ့သူကစွန့်လွတ်မှုမလုပ်နိုင်ဘူးမုဒိတာပွားနိုင်မှုစွန့်လွတ်နိုင်မှုဆိုတာလူတိုင်းမှာဖြစ်ဖို့မလွယ်ဘူးအတော်များများကဒီတရားတွေကို လက်တွေ့မကျင့်သုံးနိုင်ကြဘူးကိုထက်တာမနာလိုတဲ့သူတွေနဲ့ကိုတတင်က အရှိတရားအပေါ်ဝန်တိုတဲ့သူတွေပဲများကြတယ်ဝန်တာမပေးနိုင်လို့ဖြစ်ရတဲ့ပူလောင်မှုကတစ်ဖက်သူကိုဘာမှမဖြစ်စေပေမဲ့ ကိုကိုတိုင်းကတော့ခံစားနေရမှာပဲလေမနာလိုခြင်းဟာကိုယ်စိတ်ကို ခံစားစေခြင်းတစ်မျိုးပဲသူများကိုကြည့်လေကို့မှာဘူးလေပဲအဲ့ဒီဘူးကအခြားသူကြောင့်မဟုတ်ဘူးကိုယ်စိတ်မှာဖြစ်နေတဲ့အဲ့ဒီမနာလိုစိတ်ကြောင့်ပဲဝမ်းသာမပေးနိုင်တာတော့မှကိုယ်စိတ်ကိုမနာလိုစိတ်ကြောင့်ပူလောင်နေတာမျိုးမဖြစ်အောင်ကြိုးစားသင့်နေပေါ့ဝန်တိုစိတ်ကလည်းပူလောင်ခြင်းတစ်မျိုးပဲကိုရထားတာလေတောက်သွားမှာဆိုတာ ကိုနေရာလေးဖယ်ပေးရမှာကြောက်တာကိုကိုဝန်းရံနေတဲ့သူတွေသူများပတ်ပါသွားမှာမလို့လားတာစသဖြင့်ရရှိထားတဲ့တည်တင်ကအရာလေးတွေစုံရှုံသွားမှာတွေ့ပြီးကိုစိတ်နဲ့ကို ခံစားနေရတဲ့သဘောပဲဝန်တုံမှုကြီးလေးစုံရှုံမှာကြောက်လေစွန့်လွတ်ဖို့ခက်ခဲလေမစွန့်လွတ်နိုင်တဲ့စိတ်ကပဲကိုကိုပြန်ပူလောင်နေတော့တာပဲလေမူဒိတာကတော့ကိုထက်တာတဲ့သူတွေအပေါ်မှာဝန်တာပေးတဲ့စိတ်ဖြစ်တဲ့အတွက် ဝမ်းသာလေးချမ်းသာလေးပါပဲမုဒိတာပွားဖို့ခက်ပေမဲ့ပွားနိုင်တလောက်ပွားခြင်းရင်အတ္တိမုဒိတာစိတ်ကပဲကိုယ်ကိုချမ်းသာမှုဖြစ်စေရယ်ဆွတ်လွတ်ခြင်းဆိုတာကိုယ်ပိုင်ဆိုင်မှုတွေအပေါ်မှာတွေ့တာနေတဲ့စိတ်ကိုလျှော့ချခြင်းပါပဲဆွတ်လွတ်ဖို့ခက်ပေမဲ့ဆွတ်နိုင်တာနဲ့အမျှလွတ်မြောက်မှုနဲ့စိတ်လက်ပေါ်ပါမှုကိုဖြစ်စေပါတယ်တွေ့တာလို့ဖြစ်ရတဲ့ပူလောင်မှုဟာဆွတ်လွတ်လိုက်မှပဲခံစားမှုကတက်တာတော်တော်တာဖြစ်ပါတယ် ဒီတရားတွေကိုတကယ်လက်တွေ့ကျင့်သုံးနိုင်သူကတော့ကျင့်သုံးနိုင်တာနဲ့အမျှချမ်းသာတာကတော့အမှန်ပါပဲဒါကြောင့်ဘသူဘသူအပေါ်မှာပဲဖြစ်ဖြစ်ဝမ်းသာပေးနိုင်အောင်ကြိုးစားပါဝမ်းသာမပေးနိုင်တာတော့မှမနာလိုတဲ့စိတ်တွေအဝင်မခံပါနဲ့ဘာမှအကြကြီးမဟုတ်တဲ့တတင်ကအရှိတရားအပေါ်မှာလည်းဝန်တိုစိတ်နဲ့အများကြီးမတွေ့တာမိပါစေနဲ့အများကြီးမစွန့်နိုင်သေးရင်တော့မှတအားကြီးမတွေ့တာမိအောင်တော့ 조사ရမှာပဲဖြစ်ပါတယ်။မနာပတာဤအရှင်ဝိစိတ်တဤတတ်ထားတဲ့ရွှေစကားနှင့်ရွှေတရားစာအုပ်ကိုပထမပိုင်းမှာသတိပိုင်းအထိနှာစင်ပေးခဲ့ကြတဲ့တယောက်ချင်းတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနှာစင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။